ီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အောက်တိုဘာ22ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြရီမျိုးနယ်ရှိကြားပြန့်လုပ်ငန်းတစ်ခုကိုစစ်တပ်ဝင်စီးလို့တရုတ်နိုင်ငံသားတွေထွက်ပြေးသွားတဲ့သတင်း။နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့အဓိကလက်သည်တရားခံမြန်မာစစ်အုပ်စုကိုအရေးယူဖို့အာဆီယံကိုတောင်းဆိုလိုက်တဲ့သတင်းနဲ့နာဂဒေတာကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့ပုံကျဲလို့ကလင်းငယ်အပါအဝင်နှစ်ဦးတေဆုံးသွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ ကရင်ပြည်နယ်မြောင်းပြည်မြို့နယ်မဲထော်တလေးကျေးရွာမှာရှိတဲ့ online ငွေလိမ်ကြားပြန်လုပ်ငန်းတစ်ခုကိုအောက်တိုဘာ22ရက်ဒီကနေ့မနက်ကစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်းခဲ့လို့တရုတ်နိုင်ငံသားတွေထွက်ပြေးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒီကနေ့မနက်ကကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက AA လို့အမည်ပေးထားတဲ့ကြားပြန်လုပ်ငန်းကနေတရုတ်နိုင်ငံသားတွေကိုကားတွေနဲ့ခေါ်ထုတ်သွားပြီးနောက်မှာစစ်တပ်ကဝင်စီးခဲ့တာကြောင့်ကြားပြန်လုပ်ငန်းနေရာမှာကြံနေတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံခဲ့ရပါဗျ။စစ်တပ်ကဒီကနေ့မနက်ပိုင်းဝင်ရောက်စီးနှင်းခဲ့လို့ကြားပြန်လုပ်ငန်းလုပ်ကင်နေကြတဲ့တရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝ ဝင်နိုင်ငံခြားသားကြားပြန့်ဝင်တဲ့300ခန့်ထွက်ပြေးနေကြကြောင်းဒေသခံတွေကပြောပါတယ်။မေထိုတလေးမှာ AAMI ရကြားပြန့်ကာစီနိုနဲ့တခြားလောင်းကစားမြောင်များစွာရှိပြီးတရုတ်နိုင်ငံသားအများစုပိုင်ဆိုင်ထားတဲ့အပြင်ကာရာအိုကေအနှိမ်ခန်းတွေနဲ့နိုင်ငံခြားသားတွေအ धिक ပျော်ပါတဲ့နေရာလို့ဆိုပါတယ်။ အာဆီယံနဲ့နိုင်ငံတကာအတိုင်အဝန်းအနေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒေတာရင်းမတည်ငြိမ်မှုရဲ့ရေတောက်မြေဖြစ်တဲ့မြန်မာဆေးအုပ်စုအပေါ်ကိုမဖြစ်မနေအရေးယူဆောင်ရွက်ရမယ်လို့ Justice for Myanmar ကအောက်တိုဘာ22ရက်မှာထုတ်ပြန်ပါတယ်။အောက်တိုဘာ19ရက်မှာမြန်မာစစ်တပ်ကနမဲဆိုးနဲ့ကြော်ကြားတဲ့ KK Park Cyber ငွေလိမ်ချမ်းဝင်းတွေကအဆောက်အုံတစ်ခုကိုအယောင်မြစီးနှင်းမှုတစ်ရက်လှုပ်ဆောင်ခဲ့ပြီး Starlink ဆက်သွယ်ရေးပစ္စည်းတချို့ကိုတင်စီပြခဲ့ပါတယ်။အဲဒီဝင်ရောက်စီးနှင်းမှုဟာအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့လူကုန်ကူးမှုတွေ ွေမှာပါဝင်နေတဲ့စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ် BGF တို့ရဲ့အဓိကအခန်းကဏ္ဍကိုအာယုံပြောင်းလှည့်စားဖို့ကြိုးစားမှုတစ်ရက်ဖြစ်ပုံရတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။မြန်မာစစ်တပ်ဟာရာဇဝတ်စည်းပွားလုပ်ငန်းကိုရည်ကြီးတစ်ခုကိုကြီးကြပ်လက်ပတ်နေပြီးအဲ့ဒီကိုကွယ်မှုအောက်ကကရင်နယ်ခြားစောင့်တပ်နဲ့ရာဇဝတ်စည်းပွားကုမ္ပဏီတွေကိုလည်းလက်သက်မွေးပြုစုပြောင်းထောင်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်စည်းပွားကိုင်းကိုရည်တစ်ခုကိုအသက်သွင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ Justice for Myanmar ကဆွဆွဲထားပါတယ်။စစ်အုပ်စုဟာမြန်မာနိုင်ငံအတွင်းနဲ့ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာရမဘီအာပေ င်ရွှေပြောင်းစီမှုကြီးအတွက်တာဝန်ရှိသူဖြစ်သလိုအင်္ဂလိပ်နိုင်ငံတွေအထိပါကူးဆက်တက်ရောက်စေခဲ့ကကာလရှည်စီးပွားရေးအကြက်တဲကြီးဖြစ်စေခဲ့တဲ့ဒေတာရင်းမတည်ငြိမ်မှုရဲ့အဓိကရေးတောက်မြစ်လက်တဲတရားခံလဲဖြစ်တယ်လို့ဆိုပါတယ်။ ာမကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစကိုင်းတိုင်းလဟေမြို့နယ်ကံမော်လောဤကျေးရွာကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်၅နှစ်အရွယ်ကလေးငယ်အပါအဝင်၂ယောက်သေဆုံးပြီး၄ယောက်ဒဏ်ရာရရှိခဲ့တယ်လို့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCNK ကအောက်တိုဘာ22ရက်မှာထုတ်ပြန်ပါတယ်ဒီတိုက်ခိုက်မှုမှာ NSCNK ရုံးအောင်အဖွဲ့ရဲ့ဗိုလ်မှူးချုပ်ပီယောင်ကွန်ရဲ့နေအိမ်ကိုဘုံထိမှန်ခဲ့ပြီးသေဆုံးသူတွေကတယောက်ဟာဗိုလ်မှူးချုပ်ပီယောင်ကွန်ရဲ့သားဖြစ်တယ်လို့ဒေသတွင်းသတင်းတွေကပေါ်ပြပါတယ်ကရင်ပြည်နယ်မြောက်ရင်မြို့နယ်မင်းလက်ပန်ကျေးရွာမှာ အော်တိုဘာ22ရက်ဒီကနေ့မနေ့ကစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တာမီးနှစ်ယောက်သေဆုံးသွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကမိုင်းလုံမြို့နယ်မန်းဆန်းကျေးရွာကိုဒီကနေ့အော်တိုဘာ22ရက်မနေ့အစောပိုင်းမှာစစ်ကောင်စီတပ်ကပုံကျဲတာကြောင့်ကလေးတယောက်အပါအဝင်နှစ်ယောက်ဒဏ်ရာရတယ်လို့ TNLAC ကသိရပါရယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာတော့စစ်ကောင်စီတပ်ကအော်တိုဘာ16ရက်ကစတင်ပြီး3ရက်ဆက်တိုက်လေးချောင်းတိုက်ခိုက်နေလို့ပြည်သူ၄ယောက်ထပ်မနေ့သေဆုံးကတန်ဃာရော်တွေအပါအဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါရယ်။ အနာလိုက်ဆက်တက်ကအခုရက်ပိုင်းအတွင်းမြမပြည်အလဲပိုင်းကမြို့နယ်တချို့မှာကင်းထောက်လန်းတဲ့စပိုင်ဘောလုံးမိုးပြံမှုပေါင်းတွေစတင်သုံးဆွဲလာနေတယ်လို့တော်လရင်တပ်ဖွဲ့ဝင်တွေစီကနေသိရပါဗါးအဆိုပါစပိုင်ဘောလုံးတွေကိုစစ်ကောင်စီတပ်လက်အောက်ကမိုးရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတဲကနေလွတ်တင်နေတာလို့ဆိုပါတယ်အဆိုပါစပိုင်ဘောလုံးအများစုဟာအဖြူရောင်တဲ့အနက်ရောင်တွေဖြစ်ကြပြီးပြန်တန်းတဲ့အတန်မကြားရနိုင်တာဖြစ်လို့ပြည်သူတွေနဲ့တော်လရင်တပ်ဖွဲ့တွေအနေနဲ့အထူးဂရုပြုကြဖို့တော်လရင်အဖွဲ့ကတိုက်တွန်းထားပါဗါးစစ်ကောင်စီတပ်ကအခုအောက်တိုဘာလလယ်ပိုင်းကစတင်ပြီးသခိုင်းတိုင်းအတွင်းကမ ုံရွာမြို့နယ်ဘူးတလင်းမြို့နယ်အရာတော်မြို့နယ်ချောင်းဦးမြို့နယ်ပလဲမြို့နယ်နဲ့ဆလင်းကြီးမြို့နယ်တွေအပြင်မကွေးတိုင်းအတွင်းကမြိုင်နယ်အနောက်မြောက်ပိုင်းတွေမှာရှိကြတဲ့တချို့နေရာတွေမှာအဆိုပါစပိုင်ဘောလုံးတွေပြန်တန်းလာနေတာကိုတွေ့ခဲ့ရတယ်လို့လည်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျာ။ မလေးရှားနိုင်ငံမှာ2023ခုနှစ်ကဖမ်းဆီးခံခဲ့ရပြီးနောက်ပျောက်ဆုံးသွားပြီးတိမ့်မကြခင်ကမှစစ်တပ်ကမြန်မာနိုင်ငံထဲမှာဖမ်းဆီးအရေးယူထားတယ်လို့ထုတ်ပြန်ခဲ့တဲ့ဒေါ်သူသာမောင်မိသားစုအတမဖမ်းဆီးခံရမှုကိုပြန်စစ်ဆေးဖို့မလေးရှားအစိုးရကိုလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကအောက်တိုဘာ22ရက်မှာတောင်းဆိုလိုက်ပါတယ်မလေးရှားအာဏာပိုင်တွေအနေနဲ့ဒေါ်သူသာမောင်မိသားစုကိုပြန်လွှတ်ပေးဖို့မြန်မာစစ်တပ်ကိုဖိအားပေးတင်ပြီးသူတို့မိသားစုမြန်မာနိုင်ငံကိုဘယ်လိုရောက်သွားတယ်ဆိုတာစုံစမ်းစစ်ဆေးတင်တယ်လို့ HRW ရဲ့အာရှဒါရိုက်တာ LNPR ဆန်ကပြောပါတယ်ဒါအပြင်မလေးရှားအစို ို့ရကအန္တရာယ်ရှိနေတဲ့ဒုက္ခသည်တွေကိုကာကွယ်ဖို့ပြက်ကွက်နေတယ်လို့လည်းသူကဝေဖန်ပါတယ်။ဒေါ်သူသားမဟာမြန်မာမွတ်စလင်ဒုက္ခသည်အတိုင်အဝန်းနဲ့မြန်မာရွှေပြောင်းအလုပ်သမားများကော်မတီတို့မှဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။သူတို့မိသားစုကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်တပ်ကအောက်တိုဘာ18ရက်ကမှသတင်းထုတ်ပြန်ခဲ့ပြီးမြစ်သားမျိုးမရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုပွင့်ထားပါတယ်။